မန္တလေးမြေငရင်ကြီးကြောင့်နေပြည်တော်ကောင်စီနေမြေအတွင်းမှာလည်းမိုဘိုင်းဆက်သွယ်ရေးစခန်း300အနက်130ပျက်စီးခဲ့ရာပြုပြင်ဆောင်ရွက်မှုအနေနဲ့60ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးနေပြီဖြစ်တဲ့သတင်းကိုတော့သတင်းတောင်မတ်ဖြိုးအီအီပိုင်ကအခုလိုသတင်းရယူပေးထားပါရှင်။ မြန်မာ့မြေသက်စားပြိသက်များရှင်မလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့မန္တလေးမြင်းကလေးတိကျောင်းတနင်္သာရီနေ့ပြည်내အသီးသီးမှာရှိနေတဲ့မိုဘိုင်းဆက်သွယ်ရေးစခန်း6900ကျော်ပျက်စီးခဲ့ပြီးနေပြည်တော်ကောင်စီနယ်မြေအတွင်းမှာလည်းမိုဘိုင်းဆက်သွယ်ရေးစခန်း300ရှိတဲ့အနေနဲ့130ပျက်စီးခဲ့တာဖြစ်ပါတယ်။အဲ့လိုပျက်စီးခဲ့တဲ့အတွက်ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနမြန်မာဆက်သွယ်ရေးလုပ်ငန်းအနေနဲ့မလ29ရက်နေ့မှာစတင်ကပြုပြင်မှုတွေကိုဆောင်ရွက်ခဲ့ရာ90ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးနေပြီဖြစ်ပါတယ်။အဲ့လိုဆောင်ရွက်မှုနဲ့ပတ်သက်ပြီးတော့တာဝန်ရှိသူများရဲ့စကားသံကိုလည်းအခုလိုကြားသိရမှာဖြစ်ပါတယ်။28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလီတန် ကြောင့်နေပြီးတော့ကောင်စီနေပြည်မှာရှိနေတဲ့တာဝါတွေ300ရှိပါတယ်300ထဲမှာမှ130လောက်ကကျွန်တော်တို့လျှက်စီမီပြတ်တောက်ပြီးတော့မှပျက်စီးခြင်းဖြစ်ပြီးတော့မှကျန်တဲ့ချာကိစ္စနေတော့ပျက်စီးခြင်းမရှိခဲ့ပါဘူးဒါနဲ့ပတ်သက်ပြီးတော့ mobile site 190 set run နေတာဖြစ်ပါတယ်အဓိကကတော့လျှက်စီမီမရရှိတဲ့အတွက်ကြောင့်မလို့တာဝါတိုင်းမလွှင့်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ရန်ကုန်ရိုးကျကနေပြီးတော့မီစက်တီအချိန်မီရောက်ရှိလာပါတယ်ရောက်ရှိလာပြီးတော့မှလျှက်စီမီပြန်လည်ရရှိတဲ့နေရာကိုကျွန်တော်မီစက်အစားထိုးပြီးတော့မှ ပြန်လည်လက်ပတ်အောင်ဆောင်ရွက်ခဲ့တဲ့နေရာတွေရောအားလုံးပြန်ပေါက်ကြည့်လိုက်လို့ရှိရင်ယနေ့အထိကျွန်တော်တာဝါရင်300မှာ8တန်လောက်တာလျင်ကျွန်တော်ပြီးတော့မှကျွန်နေ့90ရာခိုင်နှုန်းဟာကျွန်နေ့ on air ဖြစ်ပြီးတော့မှအားလုံးကိုတာဝန်ထမ်းဆောင်ရရှိနေပါတယ်။ရန်မီးစက်တီရန် transmission line ကြောင့်ဒီကျွန်တော်အသင့်ဖြစ်တဲ့အတွက်ကြောင့်မလို့ပစ္စည်းဆုပ်ရှုပ်မှုအနည်းဆုံးနဲ့ပြတ်တောက်ခဲ့ပေနဲ့ကျွန်တော်တို့တက်နိုင်ဆုံးပေါ့နော်ကျွန်တော်တို့ကေစီဒုကန်တွေကိုဆောင်ရွက်နိုင်ခဲ့ပါတယ်။အမြန်ဆုံးအမြန်ဆုံးဖြစ်အောင်ကျွန်တော်တို့ on air ဖြစ်အောင်ဆောင်နေပါတယ်။ အများဆုံးနဲ့ပြီးသွားမှာပါခင်ဗျာပြည်မနာမြို့နယ်မှာဆိုလို့ရှိရင်ကျမတို့ကဒီမှာ concrete တိုင်အနေနဲ့ဆိုလို့ရှိရင်35တိုင်ပျက်စီးခဲ့ပါတယ်နောက်တစ်ခါဟို fiber အနေနဲ့ဆိုလို့ရှိရင်တော့ fiber cable 10 km လောက်ကိုချိုးရင်းပျက်စီးခဲ့ပါတယ်အဲ့လိုပျက်စီးမှုတွေကိုကျမတို့အခုလောလောဆယ်တော့လက်ရှိဆောင်ရွက်လျက်ရှိပါတယ်။လောလောဆယ်တော့ကျမတို့လုပ်ငန်းလုံဆောင်ရွက်နေစေအချိန်မှာတော့80ရာခိုင်နှုန်းတော့ ဆောင်ရွက်မှုပြီးစီးပါပြီရှင်။ခုရန်ကုန်ကဆက်သွေးအနေနဲ့လည်းအကုန်လုံးကဝိုင်းဝန်းပြီးတော့ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်ရှင်။အဲဒါကြောင့်ကျွန်တော်တို့ဒီမှာလည်းဒီကကျွန်တော်တို့အဖွဲ့တွေနဲ့လည်းဖြစ်တဲ့နေရာတွေမှာအဖွဲ့တစ်ဖွဲ့တွေခွဲခွဲပြီးတော့ပေါ့ပြန်လည်ဆောင်ရွက်လျက်ရှိပါတယ်ရှင်။မြန်မာ့မြန်မာ့ကြားပရိသတ်များရှင်ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနအနေနဲ့ငနေတိုင်းခန်းစားခဲ့ရတဲ့ data များအတွင်းမိုဘိုင်းဆက်သွယ်ရေးတာဝါတိုင်းစုစုပေါင်း6800ကျော်ပျက်စီးခဲ့ရမှာအခုဆိုရင်ပြည်မြို့ခုနေအနေနဲ့ကိုယ်စီရခိုင်နယ်ဆောင်ရွက်ပြီးစီးနေပြီးချက်ရှိနေသောလုပ်ငန်းများကိုလည်းရန်လုံးပြည့်ပြီးစီးအောင်ဆက်လက်ဆောင်ရွက်တောင်းပါဖြစ်ပါတယ်ကျွန်မဖြိုးကြီးပိုင်ပါ